ပလွန်ကောက်နေရပြီမိတ်။ကျောင်းဆရာကြီးလှုပ်ပြီးအဖေါဆောက်ရှောက်ပေးခြင်းနဲ့ဆယ်နှစ်အရွယ်တားငယ်လေး။အလုံးမင်းမင်္ဂလာပါ။ main news channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါ။ဒီကလေးလေးကတော့အသက်ဆယ်နှစ်အရွယ်သားရှိသေးပြီးအဖေါနဲ့အတူနေထိုင်ကကျောင်းတက်ရင်ပလွန်ကောက်နေရပဲဖြစ်ပါ။ဒါအပြင်ကလေးကတော့ကျောင်းစင်းချိန်တိုင်းမှာမောက်လဲလာရောက်တက်ပြီးအိမ်ပြန်ရောက်ရင်လည်းအဖကိုအိမ်ပြန်ရောက်ရင်လည်းအဖကိုမိသွေးဝိုင်းထုတ်ပေးတတ်ပါသေးရဲ့။ကလေးကတော့အသက်၁၀နှစ်အရွယ်သားရှိသေးပြီးအရန်ကိုလိမ္မာတိတက်လွန်းသူလေးတယောက်ပဲဖြစ်ပါ යි ။ ကလေးလေးရဲ့ဘဝကတော့ငငယ်ရွယ်ရွယ်နဲ့မိဘတွေကိုဆုံရှုံခဲ့ရတာဖြစ်ပြီးအဖေကဆုံးသွားခဲ့တာပဲဖြစ်ပါ යි အဲဒီနောက်မှာတော့အမေကပါနောက်အိမ်နာပြေးသွားခဲ့ပြီးနောက်ယောက်ျားနဲ့လိုက်နေနေရကြောင်းလက်ရှိမှာတားငယ်လေးကတော့အဖွားနဲ့အတူနေထိုင်နေရတာပဲဖြစ်ပါ යි အဘကတော့မိသွေးထုတ်တဲ့အလုပ်ကိုလုပ်ကင်နေရတာဖြစ်ပြီးတားငယ်လေးကတော့ကြောင်တဒန်တက်နေရပဲဖြစ်ပါ යි သူတို့မိဘကိုတော့မိသွေးဆိုင်ပိုင်ရှင်ကမိသွေးထားတဲ့အဆောင်မှာအိတ်ဖို့နေရာပေးထားပြီးတာလီကတော့ចောင်းပိတ်ရက်တွေမှာပလုံကောက်ထွက်တာပဲဖြစ်ပါ යි ။ကလေးလေးကတော့အဖွားကခံလို့လောက်တာမဟုတ်ပဲသူ့အသည့်စိတ်တနဲ့သူ့အဖွားကိုတပတ်တလန်ကဝိုင်းကူနိုင်ဖို့ပလုံကောက်တဲ့အလုံနဲ့မောင်ရောင်းတဲ့အလုပ်ကိုပါလုပ်နေရပါ။တန်းငယ်လေးကတော့မိခင်ရဲ့စွန့်ပယ်ခြင်းကိုခံခဲ့ရပြီမဲ့လေ။အမငယ်ပဲအဖွားနဲ့အတူစူးစမ်းက အဖားကလည်းတက်တောင့်တတနေစီခြင်းနဲ့နေမာတိတက်လုံးနဲ့ကလေးလေးပဲဖြစ်ပါဒါပြင်တားလေးရည်ပဲချက်ကတော့ကြီးလာရင်ကြောင်းစရာကြီးဖြစ်ခြင်းနဲ့အဘကိုလည်းဘာအလုံးမမလုပ်စေချင်ဘူးပြပြဆုံဆုံလေးထားခြင်းနဲ့လို့ပြောလာတာပါသူအိမ်နေကြနေရလေးကတော့ခေါင်းလေးကလည်းမီးသွေးတွေနဲ့ပဲတူနေပါ යි ဒါပေမဲ့ဘလို့နေရနေရတားလေးကတော့အပြုံးမပြတ်ပဲအကြီးတက်ရှိသူလေးတယောက်ဖြစ်ပြီးအဘအကြံအိမ်အစ်စ်လေးဆောက်ပေးခြင်းနဲ့လို့လည်းပြောလာတာပါဒါကတော့ပလောင်ကောက်ရင်ဝိုင်းရေးအတွက်ဖြည့်ရှင်းနေရပါပြီမိတ် ကျောင်းဆရာဖြစ်ခြင်းနဲ့ဆယ်နှစ်အရွယ်ကလေးရဲ့ဘဝအိမ်မက်ပါဒါကြောင့်မေပရာဟိတာတမတယောက်ကတားလီကိုတနာလို့သူဖြစ်စေခြင်းနဲ့အဖွားအတွက်အိမ်လေးကိုအလူငွေလေးနဲ့တက်နိုင်သလောက်စောက်လုပ်ပေးဖို့ကြိုးစားနေရပါဒါကြောင့်ပရာဟိတာတမကတော့တားလီအခုနေရတဲ့လေးကအခိုင်အမာစောက်လို့မရပါဘူးရေအမြဲတက်တာရဲ့ကျူးကျော်ဖြစ်တာရဲ့အတွက် အချိန်မရွေးဖြစ်ရမှာပါအဲ့ဒီအတွက်မြေလေးဝယ်ပေးပြီးအိမ်လေးကောင်းကောင်းပြန်စောက်ပေးချင်တာပါဆိုပြီးပြောလာတာဖြစ်ပါ යි တားလီရဲ့ရည်ရွယ်ချက်တွေလည်းအမြန်ပြည့်ပြီးကုညီမဲ့သူတွေအမြန်ပေါ်လာပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။အခုလိုလိန်မာတိတက်ပြီးမျက်နှာချုံလုံးနဲ့ကလေးလေးကိုပြစ်ထားပြီးတော့နောက်နေနဲ့တာယာနေပေမဲ့လည်းတားလီကတော့ဘာမှမမျှော်လင့်တော့ဘဲမိခင်ပြတာကိုမတောင်းတတော့ဘဲအဖအတွက်သာကြိုးစားနေရလီကတော့တကယ့်ကိုတန်မိုးရှိရဲ့ကလေးပါပဲ။အဆောင်တိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။မင်္ဂလာမဆောင်လိုက်ရပဲမတော်တဆဆုံးပါသွားတဲ့ချစ်သူနှုတ် အလုံးမေးမိလားပါမီနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါခုတခါတင်ဆက်ပေးမှာကတော့အရန်ကိုထူဆန်းလောင်းတဲ့မလေးရှားနိုင်ငံကဝင်းညီလက်ထပ်ပွဲအကြောင်းတင်ဆက်ပေးမှာပဲဖြစ်ပါဒီဖြစ်စဉ်ကတော့မလေးရှားနိုင်ငံဂျိုဟိုမှာအော်တိုဘာ24ရက်ကစိုင်းကယ်၃စီးနဲ့ကားတစ်စီးမတော်တဆမှုပြစ်ခဲ့ပြီးလူ၄ဦးသေဆုံးခဲ့ရပါဒီ၄ဦးအနက်2ဦးကချစ်သူတွေဖြစ်ကြပြီးချစ်သူကောင်လေးကသူ့ရဲ့စိုင်းကယ်အစ်စ်လေးဝဲလာပြီးပြီးချင်းချစ်သူကောင်မလေးနဲ့အတူစီးလာရင် အခုလောမတော်တဆမှုမှာပါဝင်တည်ဆောင်းသွားခဲ့တာပဲဖြစ်ပါတယ်။ကောင်လီကတော့အသက်20ရှိပြီးကောင်မလီကတော့အသက်18နှစ်ပဲရှိသေးရပါ။အဲ့ဒီမှာတော့ကောင်လီကသူ့ရည်စားပန်းချုံချုံကိုသူ့ဆိုင်ရဲ့အစ်တယမဟာ115 ZR ဆိုင်ကနေတင်စည်းလာချိန်မှာအခုလောရင်တိုက်မှုဖြစ်ခဲ့တာဖြစ်ပါတယ်။ချမ်းနဲ့ပန်းတို့ဟာတမီးရည်စားဖြစ်တာ၃နှစ်ရှိပြီဖြစ်ပြီးမိဘတွေကလည်းသဘောတူထားတာလို့ဆိုပါတယ်။နောက်ပြီးသူတို့နှစ်ယောက်ကပကြခင်မှာမိင်္ဂလာပွဲကျင်းပကြမှာဖြစ်ပြီး အခုတော့နှစ်ယောက်လုံးကန်ဆိုးမှုနဲ့ကြုံခဲ့ရပါပြီ။ဒါကြောင့်မိဘတွေကတော့ Channel Ban တို့ရဲ့စာပနာအစီအစဉ်ကိုတန်ခေါင်ကကောင်လေးရဲ့မိသားစုအိမ်မှာပဲခေါင်းကျင်းဘေးကျင်းရှင်ပြင်ဆင်ပေးထားပြီးသူတို့ဆောင်တဲ့ပုံမှာအတူထားပေးထားပါပြီ။စာပနာအစီအစဉ်ထားတဲ့စာပေရဲ့ပြောဆိုချက်အရဒီနေ့နေ့လယ်မှာစာပနာအခမ်းအနားကိုဘာသာရေးထုံးစံအရလုပ်ပေးခဲ့ပြီးယနေ့ညဘက်မှာမေဟန်လို့ခေါ်တဲ့တရုတ်ထုံးစံအရတရေမင်္ဂလာပွဲကိုကျင်းပမှာလို့ဆိုပါတယ်ဒီလိုမင်္ဂလာပွဲဆိုတာကတော့တခါမှမကြားဘူးပြင်မဲ့ သူတို့စီမှာတော့ဒီလိုအဖြစ်ဆိုးနဲ့ကြုံတဲ့သူတွေကိုလှုပ်ပီးနေကြဒလေတခုလို့သိရပါတယ်။ကောင်းလေးနဲ့ကောင်းမလေးဟာအိမ်တော်မပြုတ်ခင်ရုတ်တရက်ကွယ်လွန်သွားတာမလို့တမလွန်မှာတူတူပေါင်းသီးနေထိုင်လို့ရအောင်အခုလို့ကောင်းမယ်ရီလှုပ်ပီးရလို့ဆိုပါတယ်။တရုတ်ထုံးစက်အရာကောင်းမယ်ရီလက်ထက်ပွဲကျင်းပတာဟာနှစ်ပေါင်း3000လောက်ရှိပြီဖြစ်ပြီးများသောအားဖြင့်အရန်ချစ်ကြတဲ့ဆော်ဒွဲမျိုးသို့မဟုတ် မိဘတွေစီးဆက်ပေးထားတဲ့ကြောင့်တွဲမျိုးငငယ်ရွယ်ရွယ်နဲ့တည်ဆုံသွားခဲ့ရင်တမလော်မှာငိမ့်ချန်အောင်လူကြီးတွေကစီစဉ်ပေးကြတာဖြစ်ပါတယ်။ဒီလိုကောက်မယ်ရီကျမရဲ့မိငလာဝစ်ဆောင်အနီတွေစုံတွဲပုံတွေလက်ခွဲတွေကိုကောင်တလာတွေပေးမှာထားပြီးကျမပေးလို့ရှိရလို့လည်းသိရပါတယ်။ အဓိကတော့သူတို့ချစ်သူနှစ်ဦးရဲ့နှစ်ဖက်မိဘတွေကတမလွန်မှာအထီးကျန်မှာဆိုလို့သူတို့နှစ်ဦးရဲ့ဝိညာဉ်တွေကိုလက်ထပ်ပွဲလေးပြုလုပ်ပေးခဲ့ကြပါ යි တရုတ်ရိုးရာအရာပြုလုပ်တဲ့ဝိညာဉ်လက်ထပ်ပွဲဟာသူတို့နှစ်ဦးကိုနောင်ဘဝမှာအထီးပေါင်းဖက်ခွင့်ရစီမဲ့လက်ရှိဝိညာဉ်ဘဝမှာလည်းအထီးမကျန်တော့ဘူးဆိုတဲ့အယူဆမျိုးနဲ့ပြုလုပ်တာလို့သိရပါ යි ခုကြည့်နေတဲ့သူတွေရောတရဲမင်္ဂလာပွဲအပေါ်အမြင်လေးကိုလည်းပြောပေးခဲ့ပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် ဖလုံကောက်နေရပေမဲ့တောင်းစရာကြီးလောက်ပြီးအဖောက်ဆောက်ရှောက်ပေးခြင်းနဲ့ဆယ်နှစ်အရွယ်သားငယ်လေးအလုံးမင်းမင်္ဂလာပါမင်းညူး channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါဒီကလေးလေးကတော့အသက်ဆယ်နှစ်အရွယ်သားရှိသေးပြီးအဖောက်နဲ့အတူနေထိုင်ကတောင်းတရင်ဖလုံကောက်နေရပဲဖြစ်ပါဒါအပြင်ကလေးကတော့တောင်းစင်းချိန်တိုင်းမှာမှုတ်လဲလာရောက်တက်ပြီးအိမ်ပြန်ရောက်ရင်လည်းအဖောက်ကိုအိမ်ပြန်ရောက်ရင်လည်းအဖောက်ကိုမီးသွေးဝိုင်းထုတ်ပေးတတ်ပါသေးတယ် ကလေးကတော့အသက်၁၀နှစ်အရွယ်သားရှိသေးပြီးအရန်ကိုလိမ့်မာတိတက်လွန်းသူလေးတယောက်ပဲဖြစ်ပါ යි ။ကလေးလေးရဲ့ဘဝကတော့ငငယ်ရွယ်ရွယ်နဲ့မိဘတွေကိုဆုံရှုံခဲ့ရတာဖြစ်ပြီးအဖေကဆုံးသွားခဲ့တာပဲဖြစ်ပါ යි ။အဲဒီနောက်မှာတော့အမေကပါနောက်အိမ်နာပြေးသွားခဲ့ပြီးနောက်ယောက်ျားနဲ့လိုက်နေနေရကြောင်းလက်ရှိမှာတားငယ်လေးကတော့အဖွားနဲ့အတူနေထိုင်နေရတာပဲဖြစ်ပါ යි ။အဖွားကတော့မိသွေးထုတ်တဲ့အလုပ်ကိုလုပ်ကင်နေရတာဖြစ်ပြီးတားငယ်လေးကတော့ကြောင်းတန်းတက်နေရပဲဖြစ်ပါ යි ။ သူတို့မိဘကိုတော့မိသွေးဆိုင်ပိုင်ရှင်ကမိသွေးထားတဲ့အဆောင်မှာအိတ်ဖို့နေရာပေးထားပြီးတားလီကတော့ចောင်းပည့်ရက်တွေမှာပလုံောက်ထွက်တာပဲဖြစ်ပါိုက်ကလေးလေးကတော့အဖွားကခံလို့လောက်တာမဟုတ်ပဲသူ့အသည်စိတ်တနဲ့သူ့အဖွားကိုတပတ်တလန်ကဝိုင်းကူနိုင်ဖို့ပလုံောက်တဲ့အလုံနဲ့မောင်ရောင်တဲ့အလုပ်ကိုပါလုပ်နေရပါတားငယ်လေးကတော့မိခင်ရဲ့စွန့်ပယ်ခြင်းကို ခံခဲ့ရပေမဲ့လေအမငယ်ပဲအဖွားနဲ့အတူစူးစမ်းက အဖားကလည်းတတောင်တတာနေစီခြင်းနဲ့လိမ္မာတိတက်လွန်တဲ့ကလေးလေးပဲဖြစ်ပါဒါပြင်တားလေးရည်ပဲချက်ကတော့ကြီးလာရင်ကြောင်းစရာကြီးဖြစ်ခြင်းနဲ့အဘားကိုလည်းဘာအလုံးမမလုပ်စေချင်ဘူးပြပြဆုံဆုံလေးထားခြင်းနဲ့လို့ပြောလာတာပါသူအိမ်နေကြနေရာလေးကတော့ခေါင်းလေးကလည်းမီးသွေးတွေနဲ့ပဲတူနေပါ යි ဒါပေမဲ့ဘလို့နေရနေရတားလေးကတော့အပြုံးမပြတ်ပဲအကြည်တက်ရှိသူလေးတယောက်ဖြစ်ပြီးအဘားအတွက်အိမ်အစ်စ်လေးစောက်ပေးခြင်းနဲ့လို့လည်းပြောလာတာပါ ဒါကတော့ပလောင်ကောင်ရင်ဝိုင်းရေးအတွက်ဖြည့်ရှင်းနေရပေမယ့်ကျောင်းစရာဖြစ်ခြင်းနဲ့ဆယ်နှစ်အရွယ်ကလေးရဲ့ဘဝအိမ်မက်ပါဒါကြောင့်မေပရာဟိတာတမတယောက်ကတားလေးကိုတနာလို့သူဖြစ်စီခြင်းနဲ့အဖွာအတွက်အိမ်လေးကို အလူငွေလေးနဲ့တက်နိုင်သလောက်စားလုပ်ပေးဖို့ကြိုးစားနေရပါဒါကြောင့်ပရာဟိတာတမကတော့တားလေးအခုနေရတဲ့လေးကအခိုင်အမာစောက်လို့မရပါဘူးရေအမြဲတက်တာရဲ့ကျူးကျော်ဖြစ်တာရဲ့အတွက် အချိန်မရွေးဖြစ်ရမှာပါ အဲ့ဒီတွင်မြေလေးဝယ်ပေးပြီးအိမ်လေးကောင်းကောင်းပြန်ဆောက်ပေးချင်တာပါဆိုပြီးပြောလာတာဖြစ်ပါတားလီရဲ့ရည်ရွယ်ချက်တွေလည်းအမြန်ပြည့်ပြီးကုညီမဲ့သူတွေအမြန်ပေါ်လာပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။အခုလိုလိမ္မာတိတက်ပြီးမျက်နှာချိုလွန်တဲ့ကလေးလေးကိုပြစ်ထားပြီးတော့နောက်နေနဲ့တာယာနေပေမဲ့လည်းတားလီကတော့ဘာမှမမျှော်လင့်တော့ဘဲမိခင်ပြစ်တာကိုမတောင်းတတော့ဘဲအဖအအတွက်သာကြိုးစားနေရလေးကတော့တကယ့်ကိုတန်မိုးရှိတဲ့ကလေးပါပဲ။အဆုံးထိကြည်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။ နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်